ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ជួសជុលလိုက်ပါတယ်လက်ရှိအချိန်မှာဆိုတော့ UFC က Joshua Man ပါဝင်ထိုးသက်မဲ့ UFC 316ပြိုင်ပွဲကြီးကိုစတင်ကျင်းပနေပြီဖြစ်ပါတယ်မြန်မာ့ချိန်ထဲမှာမြန်မာ Fighter Joshua Man ရဲ့ပွဲကိုကြည့်ရတော့မှာဖြစ်ပါတယ်ခမန်းဒီအပြင် Joshua Man ရဲ့ပွဲကမြန်မာဆန်တော်ကြီး Management ဝင်ကြမှာကြည့်ရနိုင်ရရှိပါတယ် Joshua Man က Brazil Fighter Bruno Silva နဲ့ရင်ဆိုင်ထိုးသက်သွားမှာပါ ဖိုင်ဒန်နေအောင်လုံးကလည်းသူတပြင်ကိုတပြင်နဲ့ပွဲချန်သွားမယ်ပွဲဖြစ်ပါတယ်။ဂျော်ရှွာဗန်ကလည်းဘရာဇီးဖိုင်ဒါကိုအမှောက်သိပ်ပြမယ်လို့ကြုံသွားတာပါတယ်။ဘရာဇီးဖိုင်တာကလည်းဂျော်ရှွာမန်ကိုအမောက်သိပ်ပြပြီးဘောနဲ့စူဂျီကိုပါသိမ့်ပိုက်ပြမယ်လို့လေ့ကျင့်ထားတာပါ။ပေဖိုင်တာကလက်တွေ့ကျကျအကောင့်တွေပေါ်ပြသွားမလဲဆိုတော့ဒီနေ့မနက်ပိုင်းမှာစောင့်ကြည့်ကြပါပါ။ဂျော်ရှွာဘန်အတွက်ဒီပွဲက UFC မှာ၈ပွဲမြောက်ပွဲစဉ်ဖြစ်ပါတယ်။ ဂျိုရှွာဘန် UFC မှာ9ပွဲထိုးသတ်တာပြီး6ပွဲနဲ့တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။သူနဲ့ထိုးသတ်မဲ့ဘူနိုဆေးဘာကတော့ဒီပွဲအသူအနေနဲ့ UFC မှာ9ပွဲမြောက်ပွဲစဉ်ဖြစ်ပါတယ်။ UFC မှာသူက10ပွဲထိုးသတ်တာပြီး4ပွဲနဲ့3ပွဲရှုံးတပွဲတရရလက်ကိုပိုင်ဆိုင်ထားပါတယ်။ဒါကြောင့်မလို့ဖိုက်တန်ညောင်လုံးအနေနဲ့လေဒီပွဲကအရေးကြီးတဲ့ပွဲဖြစ်ပါတယ်။ ရှစ်တဆရှစ်ဆမဲ့အနာဂတ်ခီးလန်ပုံမျိုးဖောင်မှုကျင်နေဆိုရင်ဒီပွဲကိုနိုင်ပွဲပုံဖော်ရမှာဖြစ်ပါတယ်ဂျိုရှွာဘန်ရဲ့ပွဲကိုဘယ်လိုကြည့်လို့ရမလဲဆိုရင်မိထားတဲ့ပရိသတ်တွေအတွက်ကျွန်တော်ရဲ့ Telegram Channel ကို join ပြီးထားကြပါခင်ဗျာအဲ့ဒီမှာကျွန်တော်အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာကွန်ဆောင်ဖိုင်တယ်လေးဂျိုရှွာဘန်နေနေလေအကောင့်လုံးအလဲတော့နိုင်မရရှိပြီးဘောနပ်စုကြီးပါတိမ့်ပိုက်နိုင်ပါစေလို့ဆန္ဒပြုပါရခင်ဗျာဂျိုရှွာဘန်ရဲ့ပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်ကြောင့်လည်းကိုထပ်မံတင်ဆက်ပေးပါအောင်ပါခင်ဗျာ ီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမယ့်နေ့ဒီမှာလေး MV လောကနဲ့အကစားလောကကနောက်ဆုံးရဆက်ကောင်းတဲ့ကြောင်းလေးချောင်းလေးကိုတင်ဆက်ပေးပါဦး။ကျွန်တော်ရဲ့ channel ကို subscribe ကို channel ကို subscribe လုပ်အောင်တောင်းဆိုကြတယ်။ကြားကြတော့တောင်းဆိုကြပါမယ်။အားလုံးပဲတာရဲ့ပြင်ရှင်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။